Alamanglava, ဖို့ offensive plan ကျူးစွာပါတယ်ကျွန်တော်တို့ဒီဒီနေ့မနက်ခင်းအစောပိုင်းကစားခဲ့တဲ့ကျွန်တော်တို့ဒီကမ္ဘာပလကျွန်တော်ခြေစပေါ်မှာဆိုကျွန်တော်အင်္ဂလန်ကကျွန်တော်အပိနေသူတွေနှစ်ခုပြည့်အနိုင်ရရှိခဲ့တယ်ဒီနေ့ဘွားကပြောမယ်ဆိုရင်ကျွန်တော်တောမတောမတ်စ်တူချယ်လက်ဆက်မှာဆိုရင်တောမတ်စ်တွေနိုင်ပွဲဖြစ်ခဲ့တယ်ပြောမယ်ဆိုရင်ကျွန်တော်အဖွင့်လှခဲ့တယ်ဒီဘွားမှာဆိုရင်ကျွန်တော်အင်္ဂလန်ကကျွန်တော်လူစင်းကိုကြည့်မယ်ဆိုရင်ကိုသမားကကျွန်တော် Jordan Pickford နောက်တန်းကကျွန်တော်တို့ဒီ Conser ကျွန်တော်တို့ဒီအပြည့်ကျွန်တော် Dan Van ပြည့်ကျွန်တော်တို့ဒီ Walker Louis Kelly ကွင်းလယ်ဘက်ကကျွန်တော်တို့ဒီ Declan Rice ကျွန်တော်တို့ဒီ Cardi John Berry Bellingham တိုက်စစ်ဘက်ကကျွန်တော်တို့ဒီ Foden အဟေကင်ဝက်ရှ်ဖို့သူတို့ပါခဲ့တယ်ပြောမယ်ဆိုရင်ကျွန်တော်အင်္ဂလန်လူစင်းကတောင်းလို့ပြောလို့ရတယ်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအယ်ဗေးနီးယားကကျွန်တော်တို့တည်ရတယ်ကျွန်တော်တို့ ਨੇ ဝေးကတော့ဝေးတဲ့ကျွန်တော်တို့ဒီမစိမ့်စိမ့်ကတော့အရာကြီးပါတယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့တည်ရဆိုလို့ကျွန်တော်တို့ဒီအာ DG Mystery တို့ကျွန်တော်တို့ဒီ Excellent တို့တော်တော့ကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တို့ ਨੇ မစင်းတဲ့ကဘာပါတယ်ဒီညမှာဆိုကျွန်တော်ကဘာမတီကကျွန်တော်တို့ ਨੇ အလန်ဝင်ကဘာတူနေပါတယ်ဒီညမှာဆိုကျွန်တော်အင်္ဂလန်ကဒီပွဲစင်မှာဆိုရင်တို့ကဒီပွဲတူနေတဲ့ပွဲစဆိုကျွန်တော်ထင်းညကစားသွားခဲ့တယ် ဒီဘက်မှာဆိုရင်ကျွန်တော်အင်္ဂလန်ကကျွန်တော်ဒီဘောလုံးပိုင်ဆိုင်မှုကကြီးမဲ့ဆိုရင် credibility ရှိခဲ့တယ်။ပြောမယ်ဆိုရင်အင်္ဂလန်ကကျွန်တော်ပွဲတော်သူတွေနဲ့တပွဲတော်သူတွေနဲ့ထိန်းသွားခဲ့တယ်။ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Albania ဘက်ကအင်္ဂလန်ဘက်ကိုဘာမှသူတွေနဲ့လုံနိုင်ခဲ့တာမရှိဘူး။ဒုက္ခပေးနိုင်ခဲ့တာမရှိဘူး။ပြောမယ်ဆိုရင်ကတော့မှသူတွေနဲ့အကြီးသေးပိုင်းချင်းအစင်တန်းချင်းနီးပြကျွန်တော်တို့ဒီနီးပြဟာချင်းကွာချလုံးလက်ကြောင့်အင်္ဂလန်ကတော့ဒီပွဲတော်သူတွေနဲ့ AAC နိုင်ရရှိခဲ့တယ်။ဒီဘက်မှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီ Albania က ခံစစ်မှုတွေနဲ့အချင်းကုန်တယ်။ဒါမှမဟုတ်ဆိုရင်ကျွန်တော်ဒီဘက်မှာဆိုရင်အယ်ဗီနီးယားတို့တွေနဲ့ခံစစ်ပိတ်ကစားတယ်။ဒီနေရာမှာဆိုရင်ကျွန်တော်အင်္ဂလန်ဘက်ကတို့တွေနဲ့ဂိုရရှုတို့နဲ့ရုံးကဲကဲတာတော့ရှိတယ်။ဒီပွဲစဉ်မှာဆိုရင်ကျွန်တော်အင်္ဂလန်ကျွန်တော်တို့အဖွင့်ကိုကတော့မိနစ်20မှာဆိုရင်ကျွန်တော်ဒီလူစကယ်လေးကကျွန်တော်ဒီတွင်ယူခဲ့တယ်။ဒါမှမဟုတ်ဆိုရင်ကျွန်တော်စကယ်လေးတွေကကျွန်တော်ဒီဂိုကတို့တွေနဲ့အမှတ်ရစရာအများကြီးဖြစ်တယ်။ဘာလို့လဲဆိုအင်္ဂလန်တင်းတဲ့ပထမဆုံးပွဲဦးထွက်မှာဆိုရင်သူတွေနဲ့ကိုသွင်းနိုင်ခဲ့တယ်။ဒါမှမဟုတ်ဆိုရင်ကျွန်တော်ဒီလိုမျိုးကျွန်တော်ကိုသွင်းနိုင်ခဲ့တာက သူ့အတွက်အများကြီးသူနဲ့အအထိပ်ပဲကျွန်တော်ရှိတယ်ဗျအင်္ဂလန်တင်းကြီးတဲ့သူနဲ့ပထမပထမဆုံးကျင်သူပထမဆုံးရရှိတယ်ပထမရရှိပေါ်သူမှသူနဲ့ကိုသွင်းခဲ့တယ်အဲ့ဒါကပြောမယ်ဆိုရင်သူ့အတွက်အများကြီးသူနဲ့အထိပ်ပဲရှိခဲ့တယ်အဲကိုနဲ့ကျွန်တော်အင်္ဂလန်ကသူနဲ့ဥဆောင်နိုင်ခဲ့တယ်ပြောမယ်ဆိုရင်ကျွန်တော်ဒီအဲကိုမှဆိုရင်ကျွန်တော်ချီချူးမှာကကျွန်တော်တစ်ဖက်ကဘယ်လင်ကန်ပေးပို့ဖို့တော်တော်လေးမှာကျွန်တော်ဒီကောင်းတယ်ဒီနေရာမှာဆိုရင်ကျွန်တော်ဘယ်လင်ကန်ပေးပို့ဖို့ scale လေးရကျွန်တော် finish ပေါင်းပြီးအင်္ဂလန်သူနဲ့ကိုရရှိခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ1 minute မှာဆိုရင်အင်္ဂလန်ကကျွန်တော်ဒီ damn ပဲကျွန်တော် contact ချက်တစ်ဖက်ကကျွန်တော်တို့ဒီ ဟုတ်ပါကြော် every nickel number seater မျိုးတွေဒါအပြင်ကမှကျွန်တော်တို့ဒီ benign can jet ကျွန်တော်တို့ဒီကုသမသူနဲ့ seater walker ကျွန်တော်တို့ဖြစ်နေပေးမှုကိုကျွန်တော်တို့ဒီ hacking ပိတ်သိမ်းတာဖက်ကတော့တန်ကသူနဲ့6နှစ်သူနဲ့ seater ဒါမျိုးကျွန်တော်တို့ဒီရှိခဲ့တယ်ဒီနေရာမှာဆိုရင်ကျွန်တော်အင်္ဂလန်မှာအားမရတာကဝင်းကားတယ်အင်္ဂလန်ကျွန်တော်တို့ဒီဝင်းကားတွေကိုကြည့်မယ်ဆိုရင်ကျွန်တော်တို့ဒီ watchful foden ဒီဝဲစင်မှာဆိုရင်ကစားမနှစ်ယောက်လုံးကျွန်တော်တို့ဒီခြေစွမ်းကအားစရာမကောင်းဗျာဒီကစားမနှစ်ယောက်လုံးစီကဘောလုံးကကျွန်တော်ဘောလုံးမကျွန်တော်ဒီမထွက်ဘူးဒီနေရာမှာဆိုရင်ကျွန်တော်ဖိုဒမတ်ကပို့ဆိုတယ် ဟိုတန်ဘက်ကပြမဲ့ဆိုရင်ဘလို့မှကျွန်တော်တို့ဒီဘောလုံးကရှေ့ကိုကျွန်တော်တို့ရောက်မလာဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီဖိုတန်ကဘောလုံးရပိတ်ဆိုရင်နောက်ပြန်ပေးဒါနဲ့ပဲကျွန်တော်တို့ဒီအချိန်ကုန်တယ်ဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီတေချာတစ်ခုကတော့ဖိုတန်ကသူချက်ထက်ထက်မှာဆိုရင်နေရာရဖို့ဆိုတာကတိတ်ပြီးတော့မလွယ်ဘူးဗျာဒီနေရာမှာဆိုရင်နေရာရချင်တယ်ဆိုရင်သူတို့နေချင်းသမျိုးတို့ရတယ်ဒီဘက်ကကျွန်တော်တို့ဒီစကားဘောလုံးပြင်လာခဲ့မယ်ဆိုရင်ဖိုတန်ကသူတို့နေရာပြဖို့ကသူတို့နေများနေပြီ ဒီတိုင်းဆိုတော့မယ်ဆိုရင်ဒီနေရာမှာဆိုရင်တစ်ဖက်ကကျွန်တော်တို့ဒီအာ wash book ကတိတ်ပြီးတော့ခြေစွမ်းပိုင်းရကြည့်မယ်ဆိုရင်တိတ်ပြီးအားစရာတော့မရှိဘူးဗျ။ဒါပေမဲ့ wash book ကပြောမယ်ဆိုရင်သူတို့နေတဲ့ဘောလုံးသူတွေတက်ပြဆယ်တာတွေ ပါမျိုးကျွန်တော်တို့နေမြင်ခဲ့ရတယ်ဒီညမှာဆိုရင်ကျွန်တော်အင်္ဂလန်ကကျွန်တော်တို့ဒီဒုတိယမှာဆိုရင်သူနဲ့ပွဲသူနဲ့ဆက်ပြီးတော့ထင်ကစားတယ်ဒုတိယဘက်ကျွန်တော်တို့ဒီ29နှစ်မှာဆိုရင်ဒီဘက်ကကျွန်တော်ဒီကင်လောက်ပဲပြမှုကိုဖယ်ခဲ့သူနေနဲ့ဆက်လာပါကျွန်တော်တို့ဒီဆုံးသက်ပြီးတော့ကျွန်တော်တို့ဒီဒုတိယမှာအဆောင်ကိုသွင်းခဲ့တယ်အဲ့နောက်မှာဆိုရင်ကျွန်တော်အင်္ဂလန်ကကျွန်တော်တို့ဒီအခုနှစ်သူနေနဲ့အနိုင်ရရှိခဲ့တယ်ဒီညမှာဆိုရင်လည်းကျွန်တော်ပြောစရာရှိတာက scaley ဒီဘက်မှာဆိုရင်ကျွန်တော်ဒီ scaley ရဲ့ကျွန်တော်ဒီတကိုးသွင်းခဲ့တယ်ဒါဟာပြင်သူ့ရဲ့ခြေစွမ်းကပြမဲ့ဆိုရင်တော်တော်လေးသူနေနဲ့ကောင်းခဲ့တယ် ီနေရာမှာဆိုရင်ကျွန်တော်တို့ဒီအင်္ဂလန်မှာဆိုရင်ကျွန်တော်တို့ဒီစကယ်လီကအင်္ဂလန်ရဲ့လိုအပ်နေရာနေလိုအပ်နေရာကျွန်တော်အရာပဲဘာလို့လဲဆိုရင်အင်္ဂလန်ကိုကြည့်မဲ့ဆိုရင်ပီကရက်နှစ်တွေကိုကြည့်မဲ့ဆိုရင်အင်္ဂလန်မှာဆိုရင်လက်ဘက်မရှိဘူးဒီနေရာမှာဆိုရင်ကျွန်တော်အင်္ဂလန်ကကျွန်တော်ပီကရက်နှစ်တွေကိုကြည့်မဲ့ဆိုရင်လက်ဘက်မှာဆိုရင်ကျွန်တော်ဒီအာနိုထားခဲ့စားတဲ့ထရီပီယာထားခဲ့စားတဲ့ဗီကိုလူကိုထားခဲ့စားတဲ့ ဘလုံးကကျွန်တော်တို့ဒီအစင်ပြေခဲ့ဗျာဒီနေရာမှာဆိုရင်တော့အာဒီ square လေးတွေ့နေတာဝင်ကစားခဲ့တယ်ဒါအပြင်အရင်မှာဆိုရင်ကျွန်တော်တို့ဒီအရင်တော့ဟိုပေါ့တွေ့နေတဲ့ဒဏ်ရာရနေတယ်လို့ဆိုရှိသေးတယ်ပြောမယ်ဆိုရင်အင်္ဂလန်ရဲ့ကျွန်တော်တို့ဒီ level ကတော့တွေ့နေတဲ့အစင်ပြေလို့အစင်ပြေဖို့တွေ့နေတဲ့များနေပြီဒီနေရာမှာဆိုရင်ကျွန်တော်တို့ဒီ scale လေးကပြောမယ်ဆိုရင် တက်စစ်ခက်စင်မျှတယ်။ပြောမယ်ဆိုရင်အင်္ဂလန်မှာဆိုရင်လက်ဘက်မကျွန်တော်မရှိတာကြာပြီ။ဒီနေရာမှာဆိုရင်စကရီတူနဲ့အစားထိုးနိုင်ခဲ့တယ်။အစားစကရီတူနဲ့ရရှိခဲ့တယ်။ဒီနေရာမှာဆိုရင်အင်္ဂလန်ပြောမယ်ဆိုရင်လူစင်းကတော့အာပြည့်စုံလောက်တူနေတာရှိသွားခဲ့ပြီ။သူတို့အသင်းမှာဆိုရင်လည်းကျွန်တော်တို့ဒီအာသဘောမကျစရာကောင်းတာကနောက်တန်းပိုင်း နောက်တန်းလေးပဲရှိတယ်ဒီညမှာဆိုရင်အင်္ဂလန်နောက်တန်းကကျွန်တော်တို့ဒီဒန်ဘန်ခွန်ဆာအာဒီတစ်ဖက်ကကျွန်တော်ဂျွန်စတွန်မက်ဂွိုင်းယာသူတို့ရှိပဲဆိုရပဲလေကစားသမားတွေရဲ့ကျွန်တော်တို့ဒီခြေစွမ်းဒန်ယာဒါတွေကပြောမယ်ဆိုရင်တခြားအသင်းတွေလည်းစာရင်နည်းနည်းလေးရောကျွန်တော်တို့သူတွေနဲ့အာပြောမယ်ဆိုရင်အဲနောက်တန်းဘန်ကလည်းကျွန်တော်တို့အားနည်းရောကျွန်တော်တို့မြင်မိတယ်ဒီညမှာဆိုကျွန်တော်ဒီပွဲစဉ်မှာဆိုရင်အင်္ဂလန်ကကျွန်တော်တို့ဒီတပကအေဗီနီယာသူတွေနဲ့တူးစင်းနဲ့နိုင်ရရှိခဲ့တယ် ဒီပေါ်ကျွန်တော်ဒီနိုင်လို့အင်္ဂလန်ကကျွန်တော်ဒီအာကောင်းဝပိုင်ကျွန်တော်ပြောလို့မရသေးဘူးဗျဘာလို့လဲဆိုတော့ကျွန်တော်အေဗီနီယာဆိုတာကကျွန်တော်အရင်သူတွေနဲ့ပြောမှဆိုရင်ကိုဟာလုံးနဲ့အတင်ဒီသင်းကိုအင်္ဂလန်ကသူတွေနိုင်ရရှိခဲ့တယ်ဒါပေမဲ့ပေါ်စင်တွေပါဆိုရင်အင်္ဂလန်တော့ပြောမှဆိုရင်ကျွန်တော်သူတို့ကသိပြီးတော့ဘခက်ခဲဗျကျွန်တော်လက်ဘီလီလက်ဘီလက်ဘီယာပေါ့သူများကြင်ရမယ်ဒီနေ့လိုက်ဘီယာပေါ့လို့သူကြင်ရမယ်ဒီနေ့မှာဆိုရင်ကျွန်တော်တို့ဒီအင်္ဂလန်ကပြောမှဆိုရင်သူတို့ကအာချစ်စပွဲကသူတွေနဲ့ ပြောမယ်ဆိုရင်တိတ်ပြီးတော့ခက်ခဲခက်ခဲဘောစတူတွေနဲ့မရှိဘူးမနေညာကကျွန်တော်တို့ဒီအင်္ဂလန်ကကျွန်တော်တို့ဒီဒီနေ့မနေ့ကဆိုအင်္ဂလန်သူတွေနဲ့နိုင်ရရှိခဲ့တယ်သူစင်နိုင်ရရှိခဲ့တယ်ဒါကတော့ကျွန်တော်အင်္ဂလန်ကျွန်တော်ဘေးပွဲကြပါတာအဘီနီယာပွဲကြပါတာအလောကောပါကောင်းနေဖက်သစ်ချပြီးတော့ပြောပြတယ်မယ်